မင်္ဂလာပါစကိုင်းပြည့်ရွှေကြောကနေပြီးတော့ဖြစ်ပေါ်လာတဲ့ငလျင်ကြောင့်နေပြီးတော့ဟာပုတ်ပုတ်လဲလောက်တဲ့အထိထိခိုက်တော့ပါတယ်စစ်ကောက်စီရဲ့ဂိမ်းချိန်ကြားနေတဲ့ဖြစ်လာပါတယ်ဒီကနေ့အောက်ဆက်တီရဲ့နေ့ကျွန်တော်ပြောခဲ့တဲ့ဒိုင်းတော်လိုင်းလက်ကင်းကိုကျွန်တော်တပတ်မှနှစ်ချိန်လောက်ပဲလက်ဖြစ်မှာပါဒါပေမဲ့ဒီကနေ့ရဲ့တင်းတော်လိုင်းလက်ကင်းတောက်တက်ချက်အနေနဲ့ဒါကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့နေပြည်တော်ဘုတ်ဘုတ်လဲတဲ့ဥစ္စာရဲ့စစ်ကောက်စီရဲ့ဘာတွေလှုပ်လာနိုင်လဲဆိုတဲ့အခင်းကျင်းလေးကိုကျွန်တော်ပြတ်ပတ်ချင်ပါတယ်။ဒါပြင်တော်လာရေးရဲ့လူအပ်ချက်လူမှုကုညီရေးဖြစ်တဲ့ငလျင်ဘိဒံရဲ့အကူအညီစကိုင်းတို့ဘာတို့မှစာဝတ်နေရတဲ့အောက်ကိုခက်ခဲနေပါတယ်။ခုနကဘုန်းကောင်နဲ့မေးတဲ့ဗီဒီယိုတင်ခဲ့တယ်လို့ပဲတကယ်လည်းခက်ခဲနေတဲ့အတွက်ကြောင့်ကုညီကယ်ဆယ်ရေးအဖွဲ့တွေတွားဖို့အတွက်လည်းလိုအပ်တဲ့ဆက်ပစ္စည်းတွေနဲ့ ပြန်လည်ပြီးတော့အဲ့ဒီအလောင်းတွေဆွဲထုတ်ပြီးတော့နော်တကြိုပေးရမှာ၄ပူညီကဆေးရမှာ၄တိစားရမှာ၄အများကြီးကြံပါသေးတယ်အဲ့တော့ဘုန်းကပြောသလိုတက်နဲ့တလောက်ကူညီပေးကြပါကျွန်တော်လည်းတက်နဲ့တလောက်ကူညီဖို့စုနေပါတယ်ဖြစ်နိုင်ရင်တက်နဲ့တလောက်ပါဝင်ပေးသိချင်းပါတယ်နည်းများမပြောလို့ပါဘူးနေပြီးတော့ဘုတ်ဘုတ်လဲတဲ့ဆိုတဲ့ဥစ္စာကနေပြီးတော့မတော်တော်ထိပါတယ်ဆေးရုပ်ချုပ်တွေနော်ကပ္ပစားတွေအကုန်လုံးလည်းရက်သွားတယ်နောက်ပြီးတော့ စစ်ကားဆောင်ရဲ့ဒီကိုရံတော့တိုက်ရင်းနေလို့ဆိုရမယ်တိုက်ရင်းနေဒူးချုပ်ဆိုးရဲ့တိုက်ရင်းနေလက်ထိခိုက်တယ်။နောက်တရာဦးလေစိတ်တို့ဘာလို့ရဲ့ဒါလေစိတ်လှုပ်ချုပ်ရေးတွေလေစိတ်ရဲ့အာလေရင်ထားတဲ့အဆောက်အဦတွေနောက်နေပြည်တော်မှာရှိတဲ့မြောက်လိုက်ခေါင်းတွေခြောက်လုတ်တန်းတွေထိခိုက်တာတွေအားလုံးသတင်းဖောက်တော့ပါတယ်။ပြည်ပသတင်းမီဒီယာတွေပေးမဝင်တယ်လို့ပြည်ပမှာစစ်ကောက်စီဟာမရှက်မကြောက်အကူအညီတောင်းနေရပါတယ်။ဒါဟာကျွန်တော်တို့အတွက်ပါအခွင့်အရေးလဲ။ စစ်ကောင်စီရဲ့ဂဲချိတ်ကြလားမြန်မာနိုင်ငံရေးကိုကောက်ကောက်နားလဲတဲ့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့တို့ကျွန်တော် front line ဘက်ကိုအမြဲဆောင်ကြည့်နေတဲ့သူတွေအတွက်ပတ်မောက်လို့မပြောခင်ကျွန်တော် channel လေးကိုလူကြည့်များလာအောင်အတွက် like subscribe လေးနှိပ်ပေးခဲ့ပါအတိပေးခါလောက်လေးပါနှိပ်ထားမှဆိုရင်ကျွန်တော်ခုလိုမျိုးသတင်း headline တုံ့တက်ချက်တွေကိုဒါသိရမှာဖြစ်ပါတယ်ပါပြောလဲဆိုရင်သတင်းမီဒီယာအားနည်းနေတဲ့အချိန်မှာတာဝန်ယူပြီးကျွန်တော်ပြောမှမဟုတ်လို့ဖြစ်ပါတယ်။ဒါတော့ စက်ဝေစားစရာကောင်းတဲ့ဟာလေးတွေကိုအရင်ပြန်ပြီးတော့ဆွေးလေးလိုက်ကြအောင်စကိုင်းမှာလောက်သွားတဲ့ကြီးမားတဲ့ငလျင်ဟာနော်နေပြည်တော်မှာ ရှိတဲ့စက်တရဲ့အဓိကအဆောက်အဦးတွေကိုဘယ်လိုထိဒုက္ခပေးသွားလဲဆိုတာကိုတချို့တွေလည်းသိပြီးကြပါပြီတချို့တချို့အဆောက်အဦးတွေဆိုရင်ဘုံတွေများကြပြီးတော့အနုမြဘုံတွေများကြပြီးတော့များပြိုသွားတယ်လို့တော့ထင်ကြတဲ့အခြေအနေရှိပါတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးအဲ့ဒီလိုရဲ့အဓိက ိုင်မကြီးလှောက်ခသွားတဲ့သဘောပါအဲ့ဒီတိုင်မကြီးမခိုင်မာတော့ဘူးဆိုရင်အဲ့ဒီလောက်ရိုက်ရိုက်လှောက်ခသွားတဲ့သဘောမျိုးနဲ့တူပါတယ်နေပြည်တော်မှာရှိတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆအအူးတွေပျက်စီးသွားတာဟာစစ်ကောက်စီအတွက်တော်တော်လေးကိုထိခိုက်သွားစေနိုင်ပါတယ်ဒီလိုအခြေအနေမှာစစ်ကောက်ဆောင်စစ်ကောက်စီတို့အဖွဲ့စစ်တပ်ဟာဘာတွေလုပ်နေလဲသူတို့ကကာကွယ်ရေးအဖွဲ့တွေကိုတော်လိုက်အင်အားစုတွေကိုအကြမ်းဖက်အဖွဲ့ဆိုပြီးတော့ပုံရိပ်ကိုတွင်းပြီးတော့ ကိုညီကဆက်ရေးတွေကိုကြားဖြတ်တိုက်ခိုက်တယ်။ဝါဒဖြန့်နေတဲ့သဘောတွေကျွန်တော်တို့တွေ့ရပါတယ်။ဒါဟာမီးလောင်နေတဲ့အိမ်မှာ ရေနဲ့ငိမ့်မဲ့အစားလေနဲ့မုန်းနေတယ်လို့ဖြစ်နေပါတယ်။အဲ့တော့ကိုငိမ့်ချရေးဆွေးနွေးဖို့အော်နေတဲ့လူတွေမြင်အောင်ကြည့်ဖို့မြင်အောင်ကြည့်နိုင်ဖို့ကျွန်တော်တို့ညှိုးစားပြီးကြောပြဆုပ်ပြပြီးတင်ဆက်ဖို့လိုပါတယ်။ပြဿနာရဲ့ root cause အရင်းမြစ်ကိုမဖြေရှင်းမဲ့ပြည်သူတွေကြားမှာအထင်မြင်လွဲမအောင်လုပ်နေတာတွေဟာတစ်ဖက်က ဝိုင်းပြီးတော့ငိတ်ချရင်ငိတ်ချရေးဆိုတဲ့အဟာကကျွန်တော်တို့ကပဲမလို့ချင်းတလို့ဖြစ်သွားနိုင်ပါတယ်အဲ့ဒါကိုသတိကြည်ကြည်ထားပြီးကြော်လွားဖို့လိုပါတယ်စိတ်မြင့်ပြင်ရဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်တော်တော်လေးရှုပ်ထွေးနေတာပါစကိုင်းငလျင်တခံရတဲ့ပြည်သူတွေကြီးကြီးမားမားဒုက္ခရောက်နေတယ်မကွေးဖက်မှာတိုက်ပွဲဖြစ်နေတယ်ကရင်ဒီဖက်မှာတော်လိုင်းဖွဲ့တွေကစခန်းတော်မှာတိတ်လာနိုင်တဲ့အခြေအနေလို့ပြောလို့ရတယ်ကြားမိတယ်ပေါ့ဗျာဒါတွေအလောက်ဟာမြို့တစ်မြို့မှာ နေရာနဲ့မီးတွေတပြိုင်နက် လောင်နေတယ်လို့ပါပဲမိသက်သမားတွေဘယ်ကိုအရင်တွမ်းကြရမလဲဆိုတော့ဝေခွဲမရဖြစ်နေတဲ့အခြေအနေဓာတ်ပြစ်မှာကိုစစ်ကောက်စီရဲ့စုထားတဲ့အင်အားလေးတွေလှုပ်ရှားမှုတွေကိုကြည့်ရင်လည်းစစ်ကောက်စီပြာများနေတဲ့အခြေအနေတွေ့ရပါတယ်ဆိုလိုတာကတမ်တော်နေပြီးရင်စက်တိုက်စက်တိုက်ပေါ့ဗျာနေပြီးတော့မှဆေးရုပ်ချုပ်တွေကွန်မန်းစင်တာတွေအလုပ်လုပ်တဲ့ပုံစံတွေတမယိုးကြောင့်အခြေအနေမှာမရှိတော့ဘူးတော်လိုက်အင်အားစုတွေအထင်းသားတွေ့နိုင်ပါတယ် စစ်ကောက်စီကလည်းအဲ့ဒီပုံမှာ तू ကတော်တော်လေးအခက်ခဲတွေးနေအောင်တေချာပေါက်မြင်ရမှာပါတနေရာပြီးတနေရာအင်အားဖြစ်တင်းမှုခက်ခဲနေတဲ့အနေအထားမျိုးကိုဆိုလိုတာပါအဲ့လိုအခြေအနေမျိုးပြန်ကြည့်မယ်ဆိုရင်တမိုင်းမှလည်းဖြစ်ခဲ့ဘူးပါလေအာနာရှင်တွေဟာအဲ့လိုပဲပြည်သူကိုအတင်းအင်အားနဲ့ဖိနှိပ်ဖို့စူးစမ်းစူးစမ်းရင်းနဲ့ပဲနောက်ဆုံးပြည်သူရဲ့တောက်ခံနိုင်မှုအင်အားကအနိုင်ရသွားတယ်အခွင့်အရေးရလာတယ်ဒါကရေစီးကြောင်းတစ်ခုကိုလက်နဲ့ ိတ်ပင်ဖို့ကြိုးစားနေတယ်လို့ပါပဲခဏတော့တာစီနိုင်ပါလိမ့်မယ်နောက်ဆုံးမှာတော့ရေစီးကပို့ပြီးအကောင်းလာပြီးအလုပ်ကိုမျောပသွားစေနိုင်တဲ့သဘောကိုဆိုလိုတာပါဒါဆိုရင်အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲကျွန်တော်တို့သိချပေါ့ပုံဖို့တွေးကြည့်ထားဖို့ခံမှန်းကြည့်ဖို့လိုပါတယ်ခံမှန်းကြည့်လိုက်ရအောင်ပရမချက်အနေနဲ့စစ်တပ်ဟာသူတို့အင်အားတွေကို ပြန်စုစည်းပြီးတံပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနိုင်ပါတယ်ဒါကိုနှစ်ပတ်ရတဲ့ အဖွဲ့စည်းဟာတည်ဖို့လိုပါတယ်ဒါကလက်ဝဲသမားတယောက်ထိုးချက်ပြပြထက်ထက်ခံလိုက်ရလို့ခဏနာပြီးအသက်ရှူဖွင့်နောက်တစ်ချီထိုးဖို့ပြင်ဆင်နေတဲ့သဘောကိုဆိုလိုတာပါသူတို့အနေနဲ့သူတို့ရဲ့အားသာချက်တွေကိုပြန်သုံးပြီးတော်လိုင်းအဖွဲ့တွေကိုဖိအားပေးဖို့ကြိုးစားလိုက်မယ်ဒါကနံပါတ်1ချက်နံပါတ်2ချက်ကတော်လိုင်းအဖွဲ့တွေကစစ်ကောင်စီရဲ့အားနည်းနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့တိုက်ခိုက်မှုတွေကိုပို့ပြီးအားကောင်းအောင်လုပ်နိုင်ပါတယ် ဒါဟာစမ်းချောင်းငယ်တွေအများကြီးစုပေါင်းပြီးမြေကြီးတည်င်းလို့ပုံစံနဲ့ထိုးတော့စီစဉ်တော့ကိုဆိုလိုတာဖြစ်ပါတယ်အဖွဲ့စည်းတွေပို့ပြီးပူပေါင်းဆောင်ရွက်နိုင်လေလေစစ်ကောက်စီအတွက်ရင်ဆိုင်ရပို့ပြီးတော့ခက်လေပါပဲနောက်ဆုံးအချက်ကဒီလိုအခြေအနေမှာနိုင်ငံတကာကဝင်ရောက်လာတဲ့ငလျင်ကယ်ဆယ်မှုတွေတခြားတခြားပတ်သက်မှုတွေအလုပ်ကိုကျွန်တော်တို့လိုက်ပါပြီးတော့ကြီးစုပြီးလိုက်ပါကစားကားဖို့လိုပါတယ်နိုင်ငံတကာပါဝင်မှုဟာ နိုင်ငံရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာတဖြည်းဖြည်းဆိုးရွားလာတော့တဲ့အမြောက်နိုင်ငံတကာ PR တွေပို့ပြီးပေးလာနိုင်ပါတယ်ဒါကနေမကောင်းတဲ့လူနာတယောက်ကိုဆရာဝန်တွေဝိုင်းဝန်းကူတာပေးနေတယ်လို့ပါပဲနိုင်ငံတကာရဲ့အကူအညီနဲ့ပံ့ပိုးမှုတွေဟာတော်တိုင်းအင်အားစုတွေတဲ့တော့အားစီတစ်ခွက်ဖြစ်နိုင်ပါတယ်ထေချာပေါက်ပါပဲဒီတော့အခုပြောခဲ့တဲ့အချက်၃ချက်ကိုကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်လဲနော် စစ်ကိုအနာမပေးဘဲတိုက်ရမယ်စုစည်းပြီးတိုက်ရမယ်နိုင်ငံတကာချိတ်ဆက်ရမယ်ဆိုတာကျွန်တော်တို့ရှင်းလင်းနေအောင်ပေါ်လွင်နေတဲ့အချက်တွေစစ်ကောက်စီကပ္ပစားတွေအလုံးလုံးလို့မရတော့ဘူးစစ်ကောက်စီအတွက်အင်အားစုဖို့အချိန်မရှိတော့ဘူးစစ်ကောက်စီပြပမှကုညီတောင်းနေရပြီကျွန်တော်တို့တော့မြင်သာထင်သာတွေ့နေပါတယ်ဘာလို့ရမလဲဆိုတော့လူတိုင်းသိနိုင်ပါတယ်မြန်မာနိုင်ငံရေးဟာထင်တယ်လို့မယိုးရှင်းပါဘူးရှုပ်ထွေးပြီးမှကျွန်တော်တို့အားလုံးပူးပေါင်းပြီးမကန်တဲ့အမြင်တွေနဲ့ဆက်လက်စောင့်ကြည့် တိုက်တွန်းနှိုးဆော်သွားမယ်ဆိုရင်လက်တွေ့ကြကြအရလက်တွေပေါ်လာမှာပါအမှန်တရားဟာအဘွက်ကံမှာတေချပါတယ်ဒီတော့ဒါတည်သုံးတက်ချက်အနေနဲ့ဒီခန်းကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ဒီပုံမှာကျွန်တော်မိတ်ဆွေတွေအမြင်ကို comment မှာရေးပေးခဲ့ပါဒီပုံမှာရေးပေးခဲ့တဲ့အမြင်အပြင်သိချင်တဲ့ဆွေးနွေးသိချင်တဲ့အကြောင်းအရာရှိရင်ကျူလေးတစ်လုံးတက်ပြီးတော့ကျွန်တော်ကိုမေးခဲ့နိုင်ပါတယ်ကျွန်တော်အဲ့ဒီပုံမှာကျွန်တော်တက်နိုင်တဲ့လောက်စူးစမ်းပြီးနောက်နေ့မှာဆက်ပြီးတော့ကြကြပြပြတုံးတက်သိချင်တယ်ဆိုရင်ကြကြပြပြ shoot out ဆော့ကနေတုံးတက်သိချင်တယ်ဆိုရင် ဘယ်ရှူတောင်းနေသုံးသက်စီချင်းလဲကျွန်တော်အနေနဲ့ဆိုတော့ကျွန်တော်ကတော်လိုင်းဘက်ကရက်တည်တဲ့ရှည်တဲ့အတန်ကြကြရှည်တန်းကြကြအတန်ဟန်နေပြီးတော့စူးစီးထားတဲ့အချက်လက်ပေါ်တည်ပြီးသုံးသက်တာပါအဲ့ဒါကိုမေးချင်တဲ့အကြောင်းအရာနိုင်ငံရေးစေရေးဒေါ်လာရေးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်တန်းနေတဲ့လောက်လေးလာစီပူထားတဲ့နိုင်ငံလေးလာသုံးသက်သူလို့ပြောလို့ရအောင်ကျွန်တော်တင်ယူထားတဲ့အခြေအနေပေါ်မှာကျွန်တော်ပြန်ပြီးတော့မျှဝေပေးနိုင်ပါတယ်မေးခဲ့လို့ရပါတယ် thank you